ကောင်းဆောင်ဆန်ရင်တွေကအတွင်းညီညီကိုစီတင်ရှိလိုက်ပြန်နေစေဂျီရိုနယ်ဒိုနဲ့မက်ဆီရယ်နိုနဲ့မက်ဆီမက်ဆီနဲ့ရယ်နိုဒီနာမည်နှလုံးဟာရာသပံအတူတွဲပြီးတည်ရှိနေတော့မယ့်နာမည်တွေပါပဲမက်ဆီအကြောင်းပြောလိုက်မှာရယ်နိုမပါမဖြစ်ပါသလိုမျိုးရယ်နိုအကြောင်းပြောလိုက်မှာလည်းမက်ဆီကမရှိမဖြစ်ပါပဲဘောလုံးသမိုင်းရဲ့ကောင်းပြီဆိုရင်ဆန်ရင်မှန်သမျှကိုလည်းတယောက်တစ်ခုစီပဲ့ယူထားကြတာဖြစ်ပါတယ်လက်ရှိချိန်မှာမက်ဆီအတွက်ရယ်နိုအတွက်ပါကစားမပွားနေဝင်ခြင်းတွေကိုရောက်နေပြီလို့ဆိုရမှာပါသူကအသက်40သူကအသက်38နှစ်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်စေဂျီလဘာအနေနဲ့ရှင်းစင်းသောဆင်အနားယူသွားပွဲရရှိနေပါတယ် မက်ဆီနဲ့ရယ်ဒိုနှစ်ဦးရဲ့တူညီတဲ့အချက်ကတော့ဂျိုးစားအားထုတ်မှုဘောလုံးပေါ်ချစ်ခင်မှုပါပဲဒီပိုင်းမှာရယ်ဒိုကနာမည်ကြီးပင်ပေမဲ့မက်ဆီနဲ့ပတ်သက်လာရင်ဒီအကြောင်းကိုလူတွေကအသိမပြောတဲ့ကြပါဘူးမက်ဆီကိုပါမီရှင်လို့မြင်ကြပြီးမက်ဆီရဲ့ဂျိုးစားအားထုတ်မှုတွေကိုတော့မေ့လျော့နေကြကြပါရင်မက်ဆီအသက်38နှစ်အရွယ်အထိဘောလုံးကစားနိုင်တာဟာ training မှာဂျိုးစားလို့စီကလိုက်လာလို့ဖြစ်ပါရင်အချွေတွေမတော်ဘူးအစားအသောက်ထင်းနေတဲ့ရက်တွေစာရှောင်းနေဒါကြောင့်မို့လဲရှေ့ချိန်ထိတန်းအစ်မရက်တည်နေတာပါ training မှာလည်း Redo တက်ပုံမကျိုးစားရင်တော့မှ Redo တက်မရတော့ကျိုးစားမှုလုံးရှိသူဖြစ်ပါရင် free kick ကန်တိုင်းပါလဲ winner ဟာအလွန်လျောင်းဖြစ်လာတာမဟုတ်ပါဘူး training မှာအမြဲပြက်လေးချင်းခဲ့လို့ဖြစ်ပါရင်ဆိုတော့ကဒီကစားမနှုတ်ဟာ parameter တစ်ခုတည်းအကြောင်းဒီနေရာကိုရောက်လာတာမဟုတ်ဘဲနဲ့ကျိုးစားအားထုတ်မှုဝိရိယလုံလောက်ဝိရိယတွေအကြောင်းရောက်ရှိလာခဲ့တာဖြစ်ပါရင်ခလေးတိုင်းကမွေးအားပေါင်းပုံဆွဲ parameter ရှင်နေဖြစ်ပေမဲ့တောင်း line ရင်းဆက်တဲ့ကာလာသီယိုရီတွေကိုစနစ်တကျအတင်းယူကြိုးစားလေးကျင်းပတာပတိချဖြစ်လာကြတာပါပါမီပါယိုနဲ့ဖြစ်မလာပါဘူးရဲဒိုကပေါ်ရီကီနဲ့အတူဆန်ကျင်ကောင်းတစ်ခုကိုတင်နိုင်ခဲ့ပါတယ်ဒီဆန်ကျင်ကတော့ကဘာပလာခြေစပွဲတမိုင်းတစ်ချောင်းသွင်းကုန်များအဆုံးစားမဆန်ကျင်ပဲဖြစ်ပါတယ်မင်းညာကစားခဲ့တဲ့ကဘာပလာခြေစပွဲမှာရဲဒိုကပေါ်ရီကီအတွက်နှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်ပေါ်ရီကီတို့မနေ့60အထိရဲဒိုရဲ့သွင်းဂိုးတွေနဲ့ပွဲကိုဥဆောင်ထားနိုင်ခဲ့ပေမဲ့နှမျောဆင်အောင်ကောင်းတာကပွဲပြီးကန်ဒီချေပါကိုမပေးလိုက်ရတာဖြစ်ပြီးတေးကြသွားခဲ့တာဖြစ်ပါတယ်ဒီဘက်ကနိုင်ကဘာပလာခြေစပွဲတိုင်းအောင်မီဖြစ်တဲ့ပေါ်ရီကီတို့နောက်ပွဲထိဆောင်းလိုက်ရအောင်မှာဖြစ်ပါတယ်ဘာပဲပြောပြပါ ငါကောသွင်းနိုင်ခဲ့တဲ့ raid ကတော့ကဘာပလာအခြေစစ်ပွဲသမိုင်းတိချောင်းသွင်းကုန်များအဆုံးစားမဆန်ရင်တင်နိုင်ခဲ့ပါရင်ကွဲမနိုင်ခင်မှာ Carlos Rook ရဲ့39ဂိုးအစီနဲ့ဂိုးများအဆုံးပူရဲရက်တီယာကနေခုဆိုရင်42ဂိုးနဲ့ raid ကအများဆုံးဆိုတဲ့ဆန်ရင်ကိုတိုးတယ်လွတ်လွတ်ကျွတ်ကျွတ်အမောင်းပိုင်းဆင်းနိုင်ခဲ့တာဖြစ်ပါရင်ကဘာလာအခြေစစ်ပွဲသမိုင်းတိချောင်းသွင်းကုန်များအဆုံးစားသမားကတော့ Redo 42ဂိုး Carlos Rook 39ဂိုးမက်ဆီ36ဂိုးလို့ဖြစ်ပါရင် Redo ရဲ့ကစားမဘွားစုစုပေါင်းသွင်းကုန်ကလည်း 948ကိုထိရှိလာခဲ့ပြီဖြစ်ပါရင်ဒါကြောင့် Redone နဲ့အတွင်းကိုပေါင်းထောင်ပေးဖို့ရ92ကိုပဲလိုအပ်တော်တာဖြစ်ပါရင် Redone စံချိန်တင်တယ်လို့မျိုးတစ်ဖက်မှာ Messi ကလည်းစံချိန်တင်နိုင်ခဲ့ပါရင်ယနေ့မနေ့ကစားခဲ့တဲ့ ပရီတီကိုအတင်းနဲ့အာဂျင်နာတင်းရဲ့ပွဲစဉ်မှာမက်ဆီကနှစ်ဂိုးဖန်ပြီးနိုင်ခဲ့တာပါအခုဆိုရင်မက်ဆီဟာဘောလုံးသမိုင်းတစ်လျှောက်လေးဆင်အတင်းရဲ့ဂိုးဖန်ပြီးမှုအများဆုံးသားမှာဖြစ်လာခဲ့ပြီးဖြစ်ပြီးစုစုပေါင်းအကြိမ်60ဆင်ဒီဖန်ပြီးနိုင်တာဖြစ်ပါရင်ဘောလုံးသမိုင်းရဲ့လေးဆင်အတွင်းကအများဆုံးဂိုးဖန်ပြီးမှုအများဆုံးသားမှာကတော့မက်ဆီ60နေမ59ဒိုနိုဘန်58ကိုဖြစ်ပါရင်မက်ဆီရဲ့သားမဘောစုစုပေါင်းဂိုးဖန်ပြီးမှုကလည်း398ကြိမ်တိရှိလာခဲ့ပြီးဖြစ်ပါရင်